ီးကကျွန်တော်ကြတော့အာအရန်အချက်ကြီးရဲ့လို့ဖြစ်တဲ့အတွက်ဒီစုံတွေကလွတ်မြောက်ဖို့အတွက်အာအရန်တော့ရုံးကန်ရမယ်လို့ထင်တာပဲအတိအကျရုံးကန်တော့မှာပါအကောင်းဆုံးအောင်နေရာလေးတစ်ခုပြင်ရအောင်ကျွန်တော်ပြန်ကြိုးစားမှာပါဟုတ်အစဲခွဲဟာဘာလို့လဲဆိုတော့အခုတလောကမိုးကရွာတယ်လေအာမိုးကရွာတဲ့အချိန်မှာဟိုအိမ်မက်လေးတွေကလည်းမှတ်တယ်အဲ့တော့ကြောင်းနည်းနည်းလေးပြန်ကွဲချက်သွားတာပါဟုတ်အာဒီလိုပါပဲအာအရင်ဇက်ဟောင်းလေးတွေနဲ့ပြန်ပြီးအိမ်မက်မှတ်တဲ့အကြောင်းမျိုးနည်းနည်းလေးပြန်ကွဲဖြစ်သွားတာပေါ့ အမိုးကလည်းကုသတော်ကမိုးရွာနေတာဆိုတော့လေအဲ့လိုလေးပါပဲအရန်ဝမ်းတာပါလေမင်းမမြတ်ကငရေကြီးကပေါင်းခဲ့လို့ဖြစ်တယ်။အော်ပြီးရင်အရန်ကြိုးစားရလူတယောက်ဒီအတန်ပိုင်းမှာရောအတင်ပိုင်းမှာဘာမှပြောစရာမလိုဘူး။အော်ငရေကြီးကလည်းဟိုအမှန်တည်းပြောကျွန်တော်ကျေးဇူးရှင်အောင်ပြောလို့ရတယ်။ကျွန်တော်ရန်ကုန်လွန်ခဲ့အာကြောက်လွခုနှစ်နှစ်ကပေါ့နော်ရန်ကုန်ရောက်တဲ့အချိန်မှာအော်ကျွန်တော်ကိုအော်ဘယ်လိုသွားမလဲဘယ်လိုလာမလဲအဲပြီးရင်အာသူ့မိဘတွေလည်းကျွန်တော်မှကျေးဇူးရှိပါတယ်။အများကြီးတို့မှာသမဲသက်စားနေကြဟုတ် ကြီးကဒီကားထဲမှာတက်ထထော်မေဖုံးမြက်ရောအကုန်လုံးကဟိုအရန်ခင်တဲ့တကယ်ချင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့တို့ကခေါ်ရွတ်လာအားပေးဖြစ်တာပါဟုတ်။အော်အတိကဒီကားလေးကအရန်ပေါက်မယ်လို့ထင်တယ်။ပြီးရင်အဲသူ့ vice ကပုံမှန်ကျွန်တော်တို့ကြည့်နေကြကားနဲ့မတူဘူး။အာပို့ပြီးလူတွေရောဟိုအထွက်ရှင်ဖြစ်တယ်။ပြီးရင်ပုံမှန်ကျွန်တော်တို့ဒီကြည့်နေကြကားနဲ့မတူရဲ့အတွက်ကြောင့်ပို့ပြီးတော့လူတွေစိတ်ဝင်စားမှုရရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်။အာဒီကားလေးမှာမေမုံမြောက်ကိုအင်္ဂလိပ်စကားပြောရတဲ့ကံပေါ့အမှအရေးကြီးရတယ်မေမုံမြောက်နဲ့ကြောက်ကျွန်တော်နဲ့က အာခင်လာဆယ်စုနှစ်တခုရှိပြီဆိုတော့လေအဲ့လေကြည့်ပြီးတော့အဲငါတကယ်ချင်းဘာကြီးလုပ်တရားလဲဆိုအဲ့လိုပေါ့ရရပါတယ်ဟုတ်စကူလန်းကမနက်ပြောရင်ရေကလေးကဟိုကျွန်တော်တရုတ်တန်းပေါ့နော်တရုတ်တန်းဖြစ်တော့ကျွန်တော်ရန်ကုန်ရောက်ချင်းလွန်ခဲ့တဲ့ဆယ်စုနှစ်တခုကတည်းကကျွန်တော်တို့အရန်သွားချင်းခဲ့တဲ့အရန်စီတဲ့ရန်မြို့မှာအရန်စီကရဲ့နေရာလေးပေါ့အဲ့လန်းကိုအများနဲ့အခုထိလည်းသွားဖြစ်နေသေးပါတယ်ဟုတ်အာဘလိုဗိုက်စ်ပြောရလဲဆိုရင်စိတ်မှုန်ကျမှုတွေပျောက်သွားတယ်အာပြီးရင်ကိုယ့်ကိုပို့ပြီးတော့ပျော်ရွှင်စေတယ် ပြီးလူအများကြီးမြင်ရတဲ့အတွက်ကြောင့်မလို့အော်စိတ်ကိုပို့ပြီးလမ်းဆန်းစေရပါဘောဟုတ်အရန်ဝမ်းတာပါလေမင်းမမြတ်ကငရေကလေးကပေါင်းခဲ့လို့ဖြစ်တယ်အော်ပြီးရင်အရန်ကြိုးစားရတဲ့လူတယောက်ဒီအတန်ပိုင်းမှာရောအတင်ပိုင်းမှာရောဘာမှပြောစရာမလိုဘူးအော်ငရေကလေးကလည်းဟိုအမှန်တမ်းပြောကျွန်တော်ကျေးဇူးရှင်တော်ပြောလို့ရတယ်ကျွန်တော်ရန်ကုန်လွန်ခဲ့အော်၆လခုနှစ်နဲ့ကပေါ့နော်ရန်ကုန်ရောက်တဲ့အချိန်မှာအော်ကျွန်တော်ကိုအော်ဘယ်လိုသွားမလဲဘယ်လိုလာမလဲအဲပြီးရင်အာသူမိပါရည်လေကျွန်တော်မကျေးဇူးရှိပါရည်အမြဲတမ်းမှာသမဲသက်စားနေကြဟုတ် ဝန်တော်ပေါ့ကျွန်တော်တငယ်ချင်းတော်တော်များအခုဆိုရင်မနှမ်းပြောရင်နိုင်ငံကျော်မင်းသားဖြစ်နေကြရင်မင်းဖုံးမြက်ကဖုံးပြေရောတော်တော်များများပေါ့အဲ့တော့ကြောင့်တငယ်ချင်းအားလုံးတို့လည်းဝမ်းတာတယ်အာကျွန်တော်လည်းတို့လိုမျိုးနေရာရအောင်ကြိုးစားပါမှာပါဟုတ်အများကြီးရှိရပေါ့မင်းဖုံးမြက်ဆိုကျွန်တော်ဒီမော်ရယ်လောကအစဝင်ကလေးကဟောတငယ်ချင်းဘယ်လိုလောက်အောင်မလဲအာဘယ်လိုသွားအောင်မလဲသူကကျွန်တော်စီနီယာအများကြီးကြောက်ဟိုကျွန်တော်တို့အာလာရှုမာကလေးကခင်တာအမကြီးတော့ဘယ်လိုလောက်အောင်မလဲဘယ်လိုသွားအမကြီးကသွားနေမယ်နည်းနည်းကြီးနေပြီအဲ့တော့ကြောင့်သူ့ညာအကိုက်လိုင်းကတော့အများကြီးယူရတာပေါ့ဟုတ် အသေးခွဲဟာဘာလို့လဲဆိုတော့အခုတော့မိုးကရွာလေအာမိုးကရွာတဲ့အချိန်မှာဟိုအိမ်မက်လေးတွေကလည်းမှတ်တယ်အဲ့တော့ကြောင်းနည်းနည်းလေးပြန်ကွဲဖြစ်သွားတာပါဟုတ်အာဒီလိုပါပဲအာအရင်ဇက်ဟောင်းလေးတွေနဲ့ပြန်ပြီးအိမ်မက်မက်တဲ့အကြောင်းမျိုးနည်းနည်းလေးပြန်ကွဲဖြစ်သွားတာပေါ့အာမိုးကလည်းအခုတော့မိုးရွာနေတာဆိုတော့လေအဲ့လိုလေးပါပဲဟုတ်အဓိကကဟိုအချက်မှာပေါ့အာကိုကအာပေးခဲ့မေတ္တာတွေကိုပေးခဲ့တဲ့အချက်တွေအစစ်ဖြစ်ခဲ့ရင် သူကတတိယချင်းရမရချင်းနေအာကိုဘက်က ဒါတမိုးထားခဲ့တဲ့အတွက်ကြောင့်မလို့အများန်းကတော့လွတ်ဆက်တော်မှာပါဟုတ်အာအတန်းကျွန်တော် အတန်းရှင်းရှာစရာလို့ဒီလိုလာမှာအလောက်ထိအာအရင်ကဲကလည်းဟိုကျွန်တော်အတန်းရှင်းရထားတဲ့လူပါအဲ့တော့ကြောင့်အတန်းရှင်းကတော့တည်တန့်ရှာစရာမလိုလို့ထင်တာပဲကွာဟိုအဲ့အတွက်လေးဟုတ်ပက်ကောမန့်တွေအပေါ်မှာတော့ကျွန်တော်အရင်ကတော့ဂိမစိုက်ပါဘူးအဓိကအာလူပေါင်းများစွာပါးစပ်ပေါင်းများစွာရှိရပဲလေအာချီမွန်ခွန်ရဲ့အကဲခွန်ရဲ့ဆိုတဲ့စကားကလည်းအရင်ကရရှိခဲ့ရဆိုတော့အရင်တော့ကျွန်တော်ဂိမ်းဆိုင်သွားပါဘူးဟုတ် အတိကကျွန်တော်ကြတော့အရန်အချက်ကြီးရဲ့လို့ဖြစ်တဲ့အတွက်ဒီစုံတွေကလွတ်မြောက်ဖို့အတွက်အအရန်တော့ရုံးကန်ရမယ်လို့ထင်တာပဲအတိကရုံးကန်တော့မှာပါအကောင်းဆုံးအောင်နေရာလေးတစ်ခုပြင်ရအောင်ကျွန်တော်ပြန်ကြိုးစားမှာပါဟုတ်ကြောင်များမသိခဲ့ဘူးမြဲအဲ့လိုတော့ပြန်ဖြစ်နေတယ်ဒီစော်ပိုင်းတစ်ချက်လုံးမျိုးပဲအခုကာလဟို19 session နှစ်ကတည်းကမလားအသေးခွဲပုံစံပြန်ဖြစ်နေကြောက်အောင်ကြောင်ပြန်အောင်မြေငါဘာလို့အလောက်ထိဖြစ်နေရလဲဆိုအာဒီစုံကနေတော့ပြန်ရုံးထွက်ရမယ်လို့ထင်တာပဲကြောက်အောင်ဟုတ် မတန်ဘူးဆိုတော့လူတိုင်းကကိုယ်စိတ်ကိုမှမပိုင်ကြတာမပိုင်ကြတဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းအမှန်တမ်းပြောရင်ဘယ်လွမ်းချက်မလဲဘယ်တဲခွဲချက်မလဲကိုယ်စိတ်ကိုမပိုင်တဲ့အတွက်ကြောင့်မလို့အော်တချို့ຢာလေးတွေဖြစ်ဖြစ်သွားတာပါဟုတ်အာအမှုပညာလောက်ရှားမှုတွေကတော့အခုတော်ပွဲလေးတက်ဖြစ်တယ်အာပြီးရင် commercial လေးရိုက်ဖြစ်တယ်ပြီးရင်ကြွညာလေးလက်ခံဖြစ်တယ်အာစကားတွေကတော့ရိုက်ထားရိုက်ဖို့အတွက်လာကန်လန်းထားရှိရဲအားလေးကတော့ comment ဖြင့်အားလုံးကျွန်တော်ချပါချပြမှာပါဟုတ်အများကြီးပါပဲကျွန်တော်ပရိတ်သတ်တွေကျွန်တော်အများကြီးလာအားပေးကြတယ်ဟင်းတွေလည်းချက်ပို့ကြတယ် အာလက်ဆောင်လေးလည်းပို့ကြရဲသူတွေကတော့ကျွန်တော်မကွဲစေချင်တော့ဘူးပေါ့နော်အကောင်ဆုံးဟောအရင်ကစိုးစောင်ကိုပြန်မြင်ချင်ကြရဲအဲ့အတွက်လည်းကျွန်တော်သူတို့ကကျွန်တော်အများကြီးပြန်စူးစမ်းသွားမှာပါဟုတ်အရင်ချစ်ကြရဲကျွန်တော်မကုန်သူတို့ချက်ပေးလိုက်ရဲလေအာတငယ်ချင်းတွေကိုပြန်ပြီးတော့ဝေကျွေးရဲတကယ်ကြအလူတွေပြန်လောက်ရဲအာသူတို့ရဲ့အချစ်တွေပေါ့အားလည်းဟုတ်